အလုံးမဲမင်္ဂလာပါဓမ္မတုတ္တမြဝေယချင်းနေရကျူဆိုပါရယ်ဓမ္မတုတ္တမြဝေယချင်းနေရဆိုလို့ရှိရင်ဓမ္မရေးရအဖျားဖျားတုတ္တရေးရအဖျားဖျားတွေကိုပုံမှန်မြဝေပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့မှာတော့မိလိန်နာမင်းကြီးရဲ့ဗုဒ္ဓဝါဒဆိုင်ရာတန်တရားဖြစ်ဖွယ်မိကွန်းတွေကိုအရှင်နာကတိယဟန်တော်ပညာရှိကဥပမာတွေနဲ့ဖြေကြားပေးတဲ့အကိုဆက်လက်ပြီးတော့မြဝေသွားမှာဖြစ်ပါတယ်မိလိန်နာမင်းကြီးက ီလိုမေးပါတယ်အရှင်နာကတင်တာဗျာတဲ့အရဟတ္တဖို့ကို မျက်မှောက်ပြုလို့တဲ့ယဟန်ပုဂ္ဂိုလ်ယောဂီပုဂ္ဂိုလ်တို့ဟာခြားရဲ့အဘဲအင်္ဂါတပါးကိုယူအပ်ပါတလေတဲ့ဒီကရှင်နာကတိမထေမြတ်ကဒီလိုဖြေပါတယ်မေးမြတ်တဲ့ခြားဟာဆိုလို့ရှင်ရင်တဲ့ မြင်းမိုးနဲ့မိမိကိုယ်ကို ဖုံးအုပ်ပြီးတော့အစာရှာရန်လှည့်လည်တယ်တဲ့။ယောဂီပုဂ္ဂိုလ်ကလည်းခြားခဲ့သူပဲတီလာနဲ့မိမိစိတ်ကိုဖုံးအုပ်ပြီးဆွန့်ခံရတယ်။တီလာဆောင်ထိန်မှုခုတဲ့အဖုံးနဲ့အလုံးစုံသောဘေးကိုလွတ်မြောက်နိုင်တယ်တဲ့။ခြားရဲ့ဒီအင်ကတပားကိုယူအပ်ပြီးတယ်လို့ရှင်းလင်းမိန့်ကြားပါတယ်။မိလိန်နာမင်းကြီးကနောက်ထပ် ဆက်ပြီးတော့မိကွန်းတကူထပ်မိပါတယ်အရှင်နာကဒီနာဖျားတဲ့ကြောင်ရဲ့အပင်အင်္ကာနှစ်ပါးကို UF ပါတယ်တဲ့ရှင်နာကတိမထင်မြတ်ကမင်းမြတ်တဲ့ကြောင်ဟာလိုက်ကိုသွားပြီးတော့၎င်းတခေါင်ကိုသွားပြီးတော့ဖြစ်ဖြစ်ပြတ်သက်ဆောင်အတွင်းကို၎င်းကြွက်ကိုသားလင်းရှာဖွေတယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ကလည်းရွာဝဲသွားသွားတိုးဝဲသွားသွားတိပင်းရင်ကိုပဲသွားသွားစိတ်ငြိမ်တဲ့အရာကိုပဲသွားသွား ကာယကတာတတိကိုတာလျင်မမေ့မလျော့ရှာဖွေရတယ်။နောက်တစ်မျိုးကတော့ကြောင်ဟာ အနီးပါလိုက်တာလျင်အစာကိုရှာဖွေတယ်။ယောဂီပုဂ္ဂိုလ်ကလည်းကြောင်ကဲ့သို့ပဲဥပါဒနခန္ဓာ၅ပါးတို့၌တာလျင်ချစ်ခြင်းပြည့်ခြင်းကို အဖန်မှန်ရှုပြီးတော့ဆင်ခြင်ရတယ်။ကြောင်ရဲ့ဒီအင်္ဂါ၂ပါးကိုယူအပ်ပေးတယ်။ မင်းမြတ်ဝိတုဒ္ဓိနတ်ဖြစ်တော်မူတဲ့ဘုရားရှင်ဟာဒီလိုဟောကြားခဲ့တယ်။ဒီကိုမအဝေးကိုမရှာဖွေလင်အထက်ဘဝဒီဟုသောမြမပြီဟာအကျိုးမပြုနိုင်ဘူး။မိမိကိုယ်၌သာ ရှာဖွေကြကုန်လောလို့ဟောကြားတော်မူခဲ့ပေတယ်လို့ရှင်းလင်းဖြေကြပါရစေ။မိလင်နာမင်းကြီးကနောက်ထပ်မိခွန်းတစ်ခုကိုမိပြန်ပါတယ်။အရှင်နာကဒိနာဖျားတဲ့ကြွက်ရဲ့ဘဲအင်ကတပားကိုယူအပ်ပါတယ်တဲ့။ရှင်နာကတိမထေမြတ်က မင်းမြတ်တဲ့ကြွဟာထိုမအိမ်မှာတွာလာတည်ရှိတဲ့အခါမှာအစာရှိအောင်ဒါရှေ့ရှုသွားတယ်တဲ့အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ကလည်းထိုမအိမ်မှာလှဲ့လေတွာလာမယ်ဆိုလို့ရှိရင်တင့်လျော်တဲ့နှလုံးသွင်းခြင်းကိုလာရင်ရှေ့ရှုသွားလာရတယ်တဲ့ကြွရဲ့ထီအင်္ကာတပါးကိုယူအပ်ပြီးတယ်လို့မိန့်ကြပါတယ်မိလင်နာမင်းကြီးကဆက်ပြီးမိပါတယ်အရှင်နာဂသေနာဗျာတဲ့ ကိမိကောက်ရဲ့အပေအင်္ဂါတပါးကိုယူအပ်ပါတယ်တဲ့ရှင်နာကတိမထေမြတ်ကလည်းမင်းမြတ်တဲ့ကိမိကောက်ဟာအမီဒီဟူသောလက်နက်ကို ထောင်ပြီးတော့သွားလာတယ်ယောဂီဘုကောကလည်းကိမိကောက်လိုပဲညံဒီဟူသောလက်နက်ကိုထောင်လျက်သာ နေထိုင်ရတယ်တဲ့ကိမိကောက်ရဲ့ဒီအင်္ဂါတပါးကိုယူအပ်ပေတယ်မင်းမြတ် ဝင်ကဏဘုံနာရဲ့သားဖြစ်တဲ့အရှင်ဥပတေနာဟာတဲ့ညံဒီဟူသောတန်လေးကိုကိုင်းဆွဲပြီးတော့ဝိပဿနာရှုမြင်ပွားများနေတဲ့သူတွေဟာအလုံးစုံသောဘေးမှလွတ်မြောက်နိုင်တယ်သူတစ်ပါးတော့မညှင်းဆဲနိုင်သူဖြစ်ဤလို့မိန့်ကြတော်မူ၏လို့ရှင်လင်းဖြစ်ကြတော်မူပါတယ်။နောက်ထပ်မိခွန်းတစ်ခုကိုမိလိန်နာ မင်းကြီးကမေးပြန်ပါတယ်။အရှင်နာဂတိနာဖရာတဲ့ မွေပါရဲ့အဖေအင်္ကာတပားကိုယူအပ်ပါတလေတဲ့ရှင်နာကဒေနာမထေမြတ်ကမင်းမြတ်တဲ့မွေပါဟာကိုကာစင်းနဲ့မိမိကိုကိုမွန်းထုံပြီးမှ မွေနာကိုချီကတ်တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလဲအာကြီးလာစွာတဲ့ အမျက်ရံညွန်းနဲ့ခက်ရံဖြစ်ပွားနေကြတဲ့သူတို့ထံကိုချီကပ်တဲ့အခါမိမိစိတ်ကိုမေတ္တာဘဝဘာဝနာနဲ့ရှေးဥစွာထုံမှန်းထားရတယ်။မွေပါရဲ့ဒီအင်္ဂါတစ်ပါးကိုယူအပ်ပြီးတယ်လို့မိန့်ကြပါတယ်။မိလင်နာမင်းကြီးကနောက်ထပ်မေးခွန်းတစ်ခုကိုမေးပြန်ပါတယ်။အရှင်နာကဒိနာဖျားတဲ့။မြေခွေးအိုရဲ့အဘယ်အင်္ဂါနှစ်ပါးကိုယူအပ်ပါသလဲ။ ရှင်နာဂသိမထေမြတ်ကဒီလိုဖြေကြပါတယ်မိမြတ်တဲ့မြေခွေးအိုဟာ အစာကိုရတဲ့အခါမှာရွင်ရှာဆက်ဆုပ်ခြင်းမရှိဘဲအာပါတရားစားတော့တယ်အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလဲရုံညံ့တဲ့ဘောဇင်ကိုရရှိတဲ့အခါရွင်ရှာဆက်ဆုပ်မှုရွယ်ခန္ဓာကိုမျှတာရည်အတွက်သာရည်ရွယ်ပြီးစားတော့ရတယ်တဲ့မိမြတ်တဲ့အရှင်မဟာကတ္တဘာကဒီလိုမိန့်ကြားတော်မူခဲ့တယ်တဲ့ ငါဟာကြောက်မှဆင်းသက်ပြီးတော့ရွာရင်းကိုဆွန့်ခံဝင်နေထမင်းစားနေတဲ့နူနာယောဂာတဲ့ယောက်ျားတစ်ယောက်ထံသွားပြီးဆွန့်ရတယ်။နူနာယောဂာတဲ့ယောက်ျားဟာပြိပုတ်တီသွေးကြောက်တီလိမ့်ကြံနေတဲ့လက်နဲ့စားနေတဲ့ထမင်းထဲမှာဆုပ်ယူပြီးငါအားဆွန့်လောင်းနေဆွန့်လောင်းစင်မှာပြင်နူနာဆွဲနေတဲ့လက်ချောင်းဟာတပိတ်သေးကိုပြုတ်ပြီးတော့ကြားတယ်။ငါဟာတိုက်နိုင်ရန်အခြေတစ်ခုကို မိပြီးတော့ဒီဆွန်းလောက်ကိုစားတယ်စားနေစမှာ၎င်းစားပြီးနောက်မှာ၎င်းငါဟာဆက်ဆုပ်ရွှင်ချခြင်းမရှိပြဘူးလို့မိန့်ကြတော့မဟုတ်ပေတယ်မိမြတ်နောက်တစ်မျိုးကတော့မြေခွေးအိုဟာအစာကိုရသည်ရှိတော့ကျန်းနိုင်၏၎င်းမမြတ်တယ်လို့မရွေးချယ်ဘူးအဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းဘောဇဉ်ကိုရတဲ့အခါအကောင်အဆိုးကိုမရွေးချယ်ရဘူး ရလာသမျှအစာဖြစ်တာရောက်ရဲတင်းတင်ရတယ်။မြေခွေးအုံရဲ့ဒီအင်ကနှစ်ပါးကိုယူအပ်ပေးတယ်။နောက်ထပ်မိလိန်နာမိချက်မိခွန်းတကူမိပြန်ပါတယ်။အရှင်နာကဒီနာဖရားတဲ့တမင်ရဲ့အဘေအင်ကသုံးပါးကိုယူအပ်ပါတလေတဲ့။ဒီခါရှင်နာကတိမထေမြတ်ကမိမြတ်တဲ့တမင်ဟာနေ့ခါမှာတော်ရဲမှာလှဲ့လေတယ်။ညခါမှာလွန်ဒီခေါင်ပြမှာလှဲ့လေတယ်။ ဲ့လိုပဲယောဂီပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်ဟာနေ့အခါမှာတော်ရင်မှနေရတယ်ညအခါမှာဆိုရင်လွန်တီးခေါင်မှာပဲနေရပါမယ်တဲ့မင်းမြတ်တဲ့ဝိသုဒ္ဓိ၌ဖြစ်တော်မူကုန်တဲ့ဘုရားရှင်ဟာจิตติထဝရများကိုပြဆိုတဲ့လောမဟန္တနဒေသနာတော်မှာဒီလိုမျိုးဟောတော်မူတယ်တဲ့တာရိပုတ္တရာတဲ့ တဘူရဲလာတပေါင်းလာတို့ဆက်ကြမှာစီးနစ်နေကြပြီးတော့အလွန်တရာချမ်းအေးလာတဲ့ရှေးရတော်မှာငါဖះဟာညက်ခါမှာလွန်ဒီကောင်းမှာနေတယ်နေ့ခါမှာတော့အောင်မှာနေတယ်လိုရာဒီရဲ့နောက်ဆုံးတလမှာနေ့ခါမှာလွန်ဒီကောင်းမှာနေတယ်ညက်ခါမှာတော့အောင်မှာနေတယ်လို့ဟောတော်မူခဲ့တယ်မင်းမြတ် နောက်တစ်မျိုးကတော့တမင်ဟာမိမိထံသို့လှမ်းနေဖြစ်စေ၊မြားနေဖြစ်စေပြေးဝင်လာတဲ့အခါလက်ပတ်ရည်ပြေးသွားတယ်။လက်နှမအနီကိုကိုယ်ကိုအရောက်မခံဘူး။အဲ့ဒီလိုပဲယောဂီပုဂ္ဂိုလ်ဟာလည်းမိမိထံသို့ကိလေသာများပြေးဝင်လာတဲ့အခါလက်ပတ်ပြေးသွားရတယ်။ကိလေသာရဲ့အနီကိုစိတ်အရောက်မခံရဘူး။မင်းမြတ်နောက်တစ်မျိုးကတော့တမင်ဟာမိမိဟာလူတို့ကမမြင်စေလိုတဲ့အတွက် ီရက်ကိုပြေးဝင်ပုံအောင်နဲ့အဲ့လိုပဲယောဂီပုဂ္ဂိုလ်ကလည်းခိုက်ရန်ဖြစ်တတ်ကုန်နဲ့ညှင့်ခုံလေးရှိကုန်နဲ့တီလာမရှိကုန်နဲ့ပြည်ကြီးကုန်နဲ့အပေါင်းဖော်လို့နဲ့မွေရတတ်ကုန်နဲ့သူတို့ကမိမိအားမမြင်မတွေ့စေလိုတဲ့အတွက်လွတ်ရာချေရာကို ပြေးဝင်ပုံအောင်ရတယ်။တမင်ရဲ့ဒီအင်္ဂါ၃ပါးကိုယူအပ်ပြီးတယ်လို့ဖြည့်ရှင်းမိကြတော့မှာပါတယ်။